မင်္ဂလာပါစတိုရီဘိုင်းဆက် YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့ဝက်လေခံရတဲ့မိမတယောက်အကြောင်းကိုဖတ်ပြတင်ဆက်ပေးကြပါမယ်ခင်ဗျာနားဆင်ပေးကြပါမယ်ဆိုရင်အားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေဝက်လေခံရတဲ့မိမဖြာပုံနယ်ဘက်ကမအေးစိန်ရဲ့အဖြစ်ကလည်းကြောက်စရာပါပဲမအေးစိန်ဟာ စိတ်ခက်ထန်ကြမ်းတမ်းသူဖြစ်ပါတယ်သူအိမ်နောက်ဖေးမိဖို့ကမ်းမှာ င်းချက်ဖို့သားငါခုတ်ထစ်နေတဲ့အခါ ကျမ်းမော်ကနေကြလာတဲ့သားငါအစတွေကို ခွေးတကောင်ကလာစားလေးရှိပါတယ်။အဲ့ဒီခွေးကိုကြည့်မရတဲ့မအေးစိန်ဟာ ကျမ်းမော်ကနေထမရေဘူးရေနွေးဘူးတွေနဲ့လောင်းချလေးရှိတယ်။အဲ့ဒီလိုမအေးစိန်ကရက်ဆက်ပေမဲ့အစာငတ်ပြတ်နေတဲ့ခွေးပိန်လေးဟာကြောက်ကြောက်ရွံ့ရွံ့နဲ့လာလေးရှိပြန်ရ။မအေးစိန်ကလည်းအဲ့ဒီခွေးလာတိုင်း ရင်ရွေးဘူးထမရေဘူးတို့နဲ့လောင်းချလေးရှိပါတယ်။ကြာတော့ခွေးပိန်လေးရဲ့ခေါင်းထိတ်နဲ့ကြောပြန်မှာအမွေးအမြင်တို့မရှိတော့ပဲရုပ်ပြက်စင်ပြက်ဖြစ်နေပါတော့တယ်။ခွေးပိန်လေးဟာလည်းအဲ့ဒီအပူဓာန်တွေကြောက်မယ်။တပိန်ပိန်တလင်လင်နဲ့တေဆုံသွားရှာတော့တယ်။အဲ့ဒီခွေးလေးတေဆုံပြီးနောက်ခွေးတွေကြောင်တွေလာရင်လည်းမအေးစိန်ဟာထမရေဘူးရင်ရွေးဘူးတွေနဲ့လောင်းချတာပါပဲ။ တနေ့မှာတော့မအေးစိန်ဟာသူ့ယောက်ျားအလုံးလုံးနေတဲ့ဆန်ဆက်ထဲထမင်းချိုင်ပပူတယ်။ရေချိုးခေါင်းလျှော်ထားတာမို့သပင်ကို ဖားရချလျက်ပေါ့။ထမင်းချိုင်ကိုလင်ဖြစ်သူရဲ့လက်ထဲထည့်ပြီးတော်လဲနေတဲ့ဆန်ဆက်ရဲ့ဘေးကမော်တာကြီးတွေဘေးကဖြတ်လာ။မအေးစိန်မအေးစိန်စနားမကက်နဲ့။လဲနေတဲ့တလပတ်ပြားဟာ လေဟက်ပြီးမအေးစိန်ရဲ့သပင်ရှည်တို့ကိုဆွဲယူသွားတော့တယ်။ အာလောက်ကြပါဦးစက်သေးပါသွားပြီဟဲ့စက်ပိတ်စက်ပိတ်လောက်သမားတွေဟာစက်ကိုအချိန်မီပိတ်လိုက်နိုင်လို့မအေးစိန်ဟာအသက်ဘေးကလွတ်သွားပေမဲ့သူမရဲ့သပင်ကတော့အုံကနေကျွတ်ပြီးစက်သေးပါသွားတော့တယ်အကောင်းလုံးတွေ့ချင်းချင်းနေပြီးပြင်းပြတဲ့ဝေဒနာခံစားရကမအေးစိန်တတိလက်သွားတော့တယ်သူမတတိပြန်လာတော့စေးယုံပေါ်ရောက်နေပြီတော်သေးတာပေါ့မအေးစိန်ရဲ့ ဒေဂံမရောက်တက်မပြောက်တာပဲတော်ပါသေးရဲ့ဆေးရုံကဆင်းလာတဲ့အခါမအေးစင်ရဲ့တကောင်းလုံးအနာရွတ်တွင်နဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်နေတော့လေသွားပါပြီစပင်ကတော့ဒီတသက်ပြန်မပေါက်တော့ပါဘူးမသေးတာပဲကံကောင်းလို့မှတ်ပါအေးနေကောင်းကျမ်းမာလာပြီးတဲ့နောက် အိမ်နောက်ဖေးမိဖို့ဆောင်မှာသားငါးကင်တဲ့အခါအိမ်အောက်ရောက်လာတဲ့ခွေးတို့ကြောင်တို့ရဲ့အပေါ်သမီးရေဘူးရင်ရွေးဘူးတွေနဲ့ လောင်းချမြဲလောင်းချနေတော့တယ်။ကဲမဆန်းဟာမဆန်းအဲဒီခါမအေးစိန်ရဲ့အမကြီးကတွေ့သွားတော့ဆုံးမစကားပြောတော့တယ်။ဟဲ့အေးစိန်ခွေးတွေကြောင်တွေရဲ့ပေါ်ထမရေဘူးတွေရင်နွေးဘူးတွေလောင်းလောင်းချလို့နင်ဝက်လေတာမှတ်သေးဘူးလား။နောက်တစ်ခါဆိုရင် အသက်ပါပါမယ်မှတ်။အဲဒီတော့မှမအေးစိန်ဟာ သူမရဲ့အမကိုသိမြင်ပြီး နောင်တတံဝေကရသွားပါတော့တယ်။အိုးဟုတ်ပါလား။ခွေးရဲကြောင်တွေပေါ့။ငါရက်ဆက်ခဲလို့ဝယ်လေတာပါလား။တော်ပြီတော်ပြီ။ဝက်ကိုတော့ကြောက်သွားပါပြီ။နောင်ကိုသူတစ်ပါးပေါ့မရက်ဆက်ဝင်တော့ပါဘူးရှင်။ဝယ်ရဲကြောက်စရာကောင်းမှုကိုပြင်မြင်ကြပြီမို့ဝယ်လိုက်စေတဲ့သူတစ်ပါးပေါ့ရက်ဆက်တာမျိုးမလောက်ကြပါနဲ့ခင်ဗျာ။ ီဒီယိုလေးကိုအဆုံးထိနားဆင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတကယ်လို့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင်ဗီဒီယိုလေးကို like နှစ်ခဲ့ပြီး channel လေးကို subscribe လုပ်သွားပေးဖို့တောင်းဆိုပါရစေအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာကြပါစေခင်ဗျာ